နန်ဆုရည်ဆိုရင်မင်္ဂလာတရင်အကြောင်းထုတ်ပြောလာရေးအေးမြတ်သူ ပြည်သူများလုံးမဲမင်္ဂလာပေါင်းဒီလိုရာသီကတော့မင်္ဂလာသတင်းတွေနဲ့ဖိတ်စာတွေတဖွဲ့ဖွဲ့ရတဲ့ရာသီဆိုရင်လည်းမမပါဘူးရှင်ရက်ွက်ထဲမှာမင်္ဂလာဆောင်တန်းတခြင်းတွေကြားနေရသလိုကျမတို့ရဲ့အနုပညာလောကမှာလည်း wedding fever ကိုစက်နေကောင်းမင်္ဂလာသတင်းတွေကတောက်လျှောက်ဆိုသလိုထွက်ပေါ်နေတာပါပဲဟုတ်ပါတယ်မကြသေးခင်ကမှပြည်သူတွေအရန်ကိုသဘောတူချင်နူးနေကြရတဲ့ဇုံတွေမင်းသားဟိဝင်ရန်နဲ့မင်းသမီးချော်လေးဆိုပြေတခြင်းတို့ရဲ့စိတ်ဆက်မင်္ဂလာပွဲသတင်းထွက်ပေါ်လာခဲ့ပါတယ်ပြည်သူတွေကဒီဇုံတွေလေးကိုတွဲစီချင်နေကြတာကြပြီးဆိုတော့ဒီသတင်းကြကြချင်းမှအရန်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရတာပါအခုဆိုရင်သူတို့ရဲ့မင်္ဂလာပွဲကြီးကိုဘယ်တော့ကျင်းပမလဲဆိုပြီးမျောနဲ့တကြီးနဲ့ဆောင်ဆိုင်နေကြပြီရှင် ဒါရင်မလောက်ဆိုတော့မဟုတ်သေးပါဘူးနော်နောက်ထပ်နာမည်ကျော်တရုတ်ဆောင်မင်းသမီးချော်မေပချီဆိုရင်လေလွန်ခဲ့တဲ့ရက်ပိုင်းကပဲသူမရဲ့ချစ်သူစေကနေအရန်ကိုရိုမန်တစ်ဆန်နဲ့လက်ထပ်ခွင့်တောင်းချင်းကိုခံခဲ့ရတာဖြစ်ပါတယ်မနေ့တုန်းကဆိုရင်လေသူမရဲ့အခြေဆောင်တငယ်ချင်းမင်းသမီးတွေကမြစ်တာအပြင်နဲ့ bridal shower ပွဲလေးကိုလည်းအမှတ်တရဖြစ်အောင်ကျင်းပခဲ့ကြတာကိုတွေ့ရပါတယ်ပုံတွေထဲမှာတော့မေပချီတယောက်ဘလောက်တောင်ပျော်ရွှင်နေလဲဆိုတာအတိုင်းသားကိုမြင်တွေ့နိုင်တယ်ရှင် ဂျီလိုနဲ့မင်္ဂလာသတင်းတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာတဲ့အချိန်မှာပေသက်တီရဲ့စိတ်ထဲမှာမေကွန်းတစ်ခုရှိလာပါတယ်။နောက်ထပ်ဘသူအလှက်လဲဘယ်နမဲကြီးစုံတွေရဲ့မင်္ဂလာပွဲကိုတွေ့မြင်ရအောင်လဲဆိုပြီးဒီဇိုင်နာလောကအနည်းပညာအတိုင်းဝိုင်းမှာစကားသံတွေပြန့်လွင့်နေတာပါ။အဲဒီလိုပေသက်တီစိတ်ဝင်တစားစောင့်ကြည့်နေကြတဲ့အချိန်မှာပဲလွန်ခဲ့တဲ့နှစ်ရက်လောက်ကတရုတ်ဆောင်အင်မြတ်သူရဲ့အင်တာဗျူးတစ်ခုကပေသက်တီကမှအရန်ဟော့သွားခဲ့ပါတယ်။ တရင်တောက်တွေကအေးမြတ်သူကိုသူ့ရဲ့အခြေရေးနဲ့မင်္ဂလာကိစ္စမေးမြန်းကြတဲ့အခါမှာတော့အေးမြတ်သူကပုံမွေလင်းလင်းပဲအသက်က40ရှိနေပြီးအခြေရေးနဲ့ပတ်သက်ပြီးတော့တိတ်မစင်စားချင်တော့ဘူးဒါပေမဲ့ယောက်ျားမယူဘူးလို့တော့မပြောဘူးလေကံပါရင်တော့ယူရမှာပေါ့ဆိုပြီးရီမမော့နဲ့ဖြေးချသွားခဲ့ပါတယ် အရင်မှတင်သတင်းတောက်တယောက်ကဒါဆောင်ရဲ့အခုလိုမင်္ဂလာပွဲတွေဇက်တိုက်ရှိနေတာအင်းမြတ်သူကိုသတို့သမီးအရန်ဖြစ်ရောတွေ့ရအောင်မလားဆိုပြီးမေးလိုက်ပါတယ်ဒီမေးခွန်းကိုအင်းမြတ်သူကဟေးဒီအသက်ရွယ်ကြီးကြမှာတော့ဘလို့လို့အရန်လို့လို့ရတော့မှလဲအခုမင်္ဂလာဆောင်တဲ့သူတွေကကိုထက်ငယ်တဲ့သူတွေကြီးပဲသတို့သမီးအရန်လို့ဖို့ဆိုတာကလွယ်တော့မလွယ်ကူပါဘူးဆိုပြီးပြန်ဖြေခဲ့ပါတယ်အရင်နောက်မှာတော့ပြိသက်အားလုံးအာယုံစိုက်သွားစေမယ့်စကားတခွန်းကိုမထင်မှတ်ပဲပြောချလိုက်ပါတယ်အဲ့ဒါကတော့တခုတော့ရှိတာပေါ့လေနန်းစုရည်ဒီဆိုမင်္ဂလာဆောင်ရင်တော့သတို့သမီးအရန်လို့ဖြစ်မလားမသိဘူးဆိုတဲ့စကားပါ ပင်ဒီစကားတခွန်ကြောင့်ပြည်သက်တီအလုံးရဲ့မျက်လုံးတွေကနန်းစုရည်ဆိုစီကိုချက်ချင်းပဲရောက်သွားပါကြတယ်။ဟင်ဒါဆိုရင်နောက်ထပ်ကြားရမယ့်မင်္ဂလာသတင်းကနန်းစုရည်ဆိုများဖြစ်နေမလားဆိုပြီးမှတ်ချက်တွေခံမှန်းချက်တွေကတဖွဲ့ဖွဲ့ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်တော့နန်းစုရည်ရီဆိုရင်မင်္ဂလာသတင်းကိုကြားရတော့မယ်ဆိုတဲ့အရင်ရောင်တွေကလွန်ခဲ့တဲ့လတွေကတည်းကပရိသတ်တွေကမှတစိုးတစောက်ရှိနေခဲ့ပါတယ်ပရိသတ်တွေမှတ်မိကြအောင်ပဲထင်နေရှိလွန်ခဲ့တဲ့လတော်ကနန်းစုရည်ရီဆိုတယောက်အရန်ကိုခန်းနာထဲဝါတဲ့အိမ်အစ်စ်တပ်ပွဲကြီးတစ်ခုကိုပြုလုပ်ခဲ့ပါသေးတယ်အမှန်အဖြစ်တော့ပိုင်ဆိုင်မှုတွေအများကြီးရှိပြီးသားဖြစ်တဲ့နန်းစုတယောက်အခုလိုအချိန်မှာဒီလောက်ခန်းနာတဲ့အိမ်အစ်စ်တပ်ပွဲကြီးလှုပ်လိုက်တာကတာမန်အိမ်အစ်စ်တပ်ပွဲတော့မဟုတ်နိုင်ဘူးမင်္ဂလာအိမ်ဓမ္မမဟုတ်အနာဂတ်မိသားစုအတွက်ချုပ်တင်ပြင်ဆင်မှုတစ်ခုခုတော့ဖြစ်ရမယ်လို့ပရိသတ်တွေကအဲ့ဒီကလေးက ခံမှန်းနေခဲ့ကြတာပါနောက်ပြီးနတ်စုရည်စုံနဲ့လွှမ်းပိုင်တို့ရဲ့နှစ်ပေါင်းများစွာခိုင်မြဲနေတဲ့အခြေအရေးကိုလည်း ပရိသတ်တွေကအားကြောင်းနေကြရပါတယ်။လွန်ပိုင်ကိုရိုင်းကလည်းအင်တာဗျူးတွေမှာဒီတစ်ခါသူ့ရဲ့ချစ်သူကတော့တေချာဖို့လက်ထပ်မှာဖြစ်တယ်လို့အခိုင်အမာပြောထားခဲ့ပူပါတယ်။လက်ထပ်ပွဲကျင်းပနိုင်ဖို့အတွက်စူးစမ်းနေကြအောင်အိမ်တွေဝင်နိုင်ဖို့မိသားစုဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အတွက်စူးစမ်းနေတယ်ဆိုပြီးမကြာခဏပြောခဲ့ပူတာကိုပရိသတ်တွေကသိပြီးသားဖြစ်မှာပါနော်။နန်းစုရည်ရီဆိုတဲ့လွန်ပိုင်တို့ရဲ့မင်္ဂလာပွဲကြီးကတကယ်ပဲနေကနေပြီလား။အိမ်မြတ်သူရဲ့ဇကာကမတော်တဆထွက်သွားတာလား။ဒါမှမဟုတ်ပရိသတ်တွေကိုချိုးတင်အရေးမွတ်ပေးလိုက်တာလားဆိုတာကတော့တကယ်ကိုရင်ခုန်စိတ်လို့ရှာစရာကောင်း ောင်းလှပါတယ်။ပြည်သူတို့ရောဘလို့ထင်လဲရှင် မကြခင်မှာနန်းစုရဲ့ဒီဆိုလို့ရဲ့မင်္ဂလာသတင်းကောင်းကိုကြားရနိုင်မလား။အေးမြတ်သူပြောသလိုပဲနန်းစုရဲ့မင်္ဂလာပွဲမှာအေးမြတ်သူကိုသတို့သမီးအရန်ဖြစ်မြေတွေ့ရမလားဆိုတာကတော့ကျမတို့အားလုံးရင်ခုန်စွာနဲ့ဆက်လက်ဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်။ပရိသတ်တို့ရဲ့ထင်မြင်ချက်လေးတွေကိုလည်း comment မှာရေးသားပေးခဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။